very well. ဒီကောင်လေးချစ်ပုံများတော်တော်ကြောက်စရာကောင်းတာ။အာဒီလိုမျိုး live drummer တွေဆိုတာကအမှုပညာလောကကိုဒီလိုမျိုးနှစ်20ကျော်30လောက်ဖြတ်သန်းထားတဲ့လူတယောက်အနေနဲ့ဒါမခဲမှုဆိုပေမဲ့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေဟိုဒီလိုမျိုးပေါ့နော် တိတိကျကျအာကျွန်တော်တို့ဒီမိအောင်ပေါ့နော်ကိုင်တွင်နိုင်ဖို့ဆိုတာတုံနိုင်အောင်ဒရိုက်တင်းတုံနိုင်အောင်တွေ့ကြုံနေမရဘူးပေါ့ နော်ဒီထဲမှာဆိုလို့ရှိရင်သူတော်တော်လေးဟိုကျွန်တော်တို့အကင်တွေနိုင်တာတွေ့ရတယ်နောက်ပြီးတော့အဲတရုပ်ဆောင်တယောက်စီတယောက်စီတိုင်းရဲ့ character ကိုလည်းအဲသူလမ်းကြောင်းခင်းပေးနိုင်တာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးစားမဲ့လူပညာရှင်တယောက်ပဲမြင်ပါတယ်တော်တော်ညီပါခမရပြောသလိုကြွားမလားဟာစေတနာနဲ့ပြောနေတာခမရကိုစကားလူလို့ပြောနေတာနော်ဟောမကန်နဲ့အာပရိသတ်ရဲ့ဆန္ဒတွေကဟိုတခြားတဲ့ပြနေတဲ့အနေနဲ့တည်းကတော့စူးစမ်းနေသေးတယ်တော့ တနေ့တည်းတစ်ချိန်ချိန်မှာတော့ရှိလာမှာပေါ့ဟောတနေ့မဟုတ်တနေ့တကားမဟုတ်တကားတော့စုံမှာပါကျွန်တော်တို့လည်းအဲ့လိုပဲမြင်ပါတယ်เนี่ยบัจจีซวยได้กางสุดบัจจีกางหมดบัจจีกางแล้วบ่ขอบานะเปียจนอแตยาลงลงบ่เนาะทีนี้เอาเสียมาสักกาลีก็တော့ดาหัวบ่เนาะไลฟ์ดรามาบ่ไลฟ์ดรามาဆိုပေမဲ့လဲญาติဆုံးရုပ်ရှင်တကားလို့တော့ပြောလို့ရပါတယ်ဒီကားထဲမှာတော့ ဒီငိမ့်ကိုဆိုတဲ့ character အနေနဲ့ပါဝင်ပြီးတည်ဆောင်ထားတာပေါ့ဒီထဲမှာတော့ပကြီးရဲတယ်တပ်ပုံရိုက်တယ်ဆိုတော့ character မျိုးကိုလောက်ရတာပါဟုတ်ကဲ့အဓိကတော့ဒီဇလန်းလေးကအာဘယ်လိုပြောရမလဲဆိုတော့လေအဲသူရုပ်လုံးချင်တဲ့လမ်းကြောင်းအခုလည်းဖြစ်တယ်လို့သူအိမ်မက်လည်းအခုလည်းဖြစ်တယ်လို့မြင်တယ်လေအဲဆိုတော့ဒါသူလုံးပြကွင်းရှိတဲ့အချိန်မှာသူအတက်နိုင်ဆုံးအကောင်းဆုံးဖြစ်အောင်ကြိုးစားထားတယ်ကျွန်တော်တို့ကလည်း ကောင်းဆုံးဖြစ်အောင်ဒီကားလေးမှာ character role တစ်ခုအနေနဲ့ပါဝင်ပြီးတော့အားဖြစ်ပေးထားပါတယ်ခင်ဗျာ။ Yeah, ဘာကြီးဆွဲတဲ့ကောင်ဆိုတော့ဘာကြီးကောင်ပေါ့။ဘာကြီးကောင်လို့မခေါ်ပါနဲ့ဗျာ။ကျွန်တော်အသေးအလောင်းလို့ပါနော်။ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေကဇက်ကောင်တစ်ခုချင်းတစ်ခုချင်းစီကစိတ်ဝင်စားစရာကောင်းတယ်။အဲ့တော့ပြည်သက်တည်းရဲ့ပေါ့နော်ဘလို့ခေါ်မလဲဆိုတော့ဒီဇလန်းလေးပေါ်မှာထင်မြင်ယူဆချက်ကလေးတွေရတယ်။ဟိုအင်အားကောင်းတယ်လို့ပြောရမှာပေါ့နော်။ဆိုတော့ဟိုတခါမှတရုတ်မဆောင်ဘူးတဲ့ဖရဲဆက်ကလေးတွေပါတယ်။ ောက်ပြီးတော့ဟောပေါ့နော်ကျွန်တော်တို့ဒါအမှုပညာလောကထဲမှာပဲကျွန်တော်တို့အများအားထီးတွင်းနေတဲ့တရုတ်ဆောင်တွေလည်းပါတယ်လို့အဲဒီအမှုပညာကိုလုပ်ခဲ့တဲ့အခြေတုံးကဒီလမ်းကြောင်းတစ်ခုကိုတူတူလျှောက်လှမ်းခဲ့တဲ့ဘုပြုမျိုးစိုးတို့ပါလို့ဆိုရင်လည်းဒါကျွန်တော်တို့ကျွန်တော်တို့ထက်ဒါဒီလောကထဲကိုစိုးရောက်ခဲ့တဲ့အမှုပညာရှင်တွေပေါ့နော်ဆိုတော့ဟောဒီဟာတွေကလည်းတကြောင်းပေါ့နော်နောက်ပြီးတော့ဒီကားလေးပေါ်မှာလည်းဟိုစိတ်ဝင်စားတယ်နောက်ပြီးတော့ဒီကားလေးအေးမှာပါဝင်ရတဲ့အတွက်ကြောင့်မလို့ဒီကားလေးရဲ့ အာဒီကွန်ပျူတာကလိုက်တာဒီကားလေးရဲ့ဆွဲဆောင်မှုဟိုပိုရှိသားစေမယ်လို့လည်းညင်နေပေါ့နော်ဒါကြောင့်မလို့လည်းဒီကားလေးမှာပါဝင်ပြီးတော့သေဆောင်ဖြစ်တာပါအဓိကတော့ဟိုဒီလိုမျိုးဆန်လန်းဆက်အင်ကောင်းတဲ့အဲရုပ်ရှင်ဇာတ်ကားတကားဟိုပရိသတ်ကိုကြည့်စေခြင်းလည်းယူရကြပေါ့နော်ဒါကြောင့်မလို့ဒီကားလေးကိုလည်းပို့ပြတာပါဟုတ်ကဲ့ဒီကားလေးကဟာရသဆုံကားလေးပါ928ပုံမှာတော့အခြေခံထားတာပေါ့အာဘလိုပဲဖြစ်ဖြစ်လေဒီချစ်ချင်းတရားအခြေဆိုတာကဒါ ဟိုဘယ်လိုပုံလဲပူလောင်မှုတစ်ခုပဲเนาะအဲ့ဒါဒီကားလေးထဲမှာပါဝင်တဲ့အခြေဆိုဒီမှာဆိုတဲ့ကြင်လေးအတိုင်းပေါ့เนาะအခြေဆိုတာလည်းခံမှန်းရခဲ့တယ်အဲတခါတလေမှာစုံတွေ့ခြင်းတလို့တခါတလေကြလည်းရှောင်းလွဲခြင်းတယ်ပေဟိနိဆန်တယ်ပေါ့เนาะအဲချင်းချင်းမြစ်တာကိုတော့ဒီကဦးစားပေးပြီးတော့ပေါ်ကျူးထားတဲ့ဟိုရတရောက်တဲ့ဇာတ်ကားလေးကိုမြင်မှာဆိုတော့အဲ့လိုမျိုးတော့လည်းမဟုတ်ဘူးဗျအဲဒီကားလေးကိုစစပြောသူတွေပေါ့ဟိုပါပေါ့ကြည့်လိုက်လို့ရှိရင်တော့ကြည့်ကြည့်လိုက်မှပဲခံစားလို့တက်မှာပေါ့เนาะဘာလို့ဆိုတော့ ဟိုပါဘောအဓိကတော့ကျွန်တော်တို့ကအဲဒါအာဟိုပါဘောချစ်ချင်းမြတ်တာရားရဲ့ဟိုပါဘောနော်ပူလွန်နဲ့ဟိုလွန်ကဲသွားတဲ့အချိန်မှာပူလောင်မှုတွေကြောင့်ဖြစ်လာတဲ့လောဘဒေါသတွေမောဟတွေပေါ့အဲဒီလိုမျိုးဒါဒီလူလောကတဘဝနဲ့ဆက်ဆက်တဲ့အကြောင်းအရာလေးတွေပေါ့အဲ့လိုမျိုးဟာလေးတွေဒီကားထဲမှာပါပါတယ်အဲနောက်ပြီးတော့ဒီဟိုပါပေါ့ရင်ရင်နစ်စရာပေါ့နော်အဲနောက်ပြီးတော့ရင်နာစရာဇက်ကွက်လေးတွေလည်းအများကြီးထည့်ထားပါတယ် tell me very well. ကောင်းလေချစ်ပုံညာတော်ကြောက်စရာကောင်းတော့ဟုတ်ကဲ့ပါအဓိကတော့လေဟိုပါဒါသူတို့တွေကအမှုပညာအာနဲ့ပတ်သက်ပြီးတော့ရန်ယူတွတ်တဲ့လူတွေကြီးပဲပေါ့နော်ဆိုတော့အဲ့လိုမျိုးလူတွေနဲ့အလုပ်လုပ်ရတာတကယ်လည်းပျော်စရာကောင်းပါလေနောက်ပြီးတော့ပို့ပြီးတော့လည်းဘယ်လိုခေါ်မလဲဆိုတော့ပျော်စရာကောင်းတယ်လို့ပေါ့နော်ကျွန်တော်တို့ရဲ့စိတ်ဝင်စားစရာကောင်းနေရပေါ့အဲကိုကိုရဲ့ဇက်ကာကိုရဲ့ဇက်ကောင်တွေနဲ့ အဲပေါဝင်ပြီးတော့တရုတ်ဆောင်ရမယ့်အချိန်တွေမှာဒီလူတွေရဲ့တုံ့ပြန်မှုတွေကအားကောင်းတဲ့ခါကျတော့အလိုလိုနေနေတဲ့ဒီဇက်ကွက်ကလေးတွေက chemistry မိနေတဲ့သဘောပါအာကူပြုံးနေအကြတော့လေဟိုဘောအများကြီးအပြင်မှာတွေးပြတဲ့လူတော့မဟုတ်ဘူးပေါ့နော်ဒါမဲ့ဟိုဆုံလိုက်တိုင်းမှာတော့ဒီလိုပဲစလိုက်နောက်လိုက်ပါပဲအော်အများကြီးတော့လည်းမဟုတ်ဘူးပေါ့ပုံမှန်ပါပဲဟုတ်ဟိုဘောအဓိကကတော့လေဒီဒီဇလန်းဇက်အိမ်နဲ့ ဒီဇက်ကောင်တွေကိုသူတိုက်တွယ်နိုင်ဒါတော်တော်လေးချီးကျူးစရာပေါ့နော်နောက်တစ်ခုကကြတော့ဒီလိုမျိုး live drummer တွေဆိုတာကလူပညာလောကကိုဒီလိုမျိုးနှစ်20ကျော်30လောက်ဖြတ်သန်းထားတဲ့လူတယောက်အနေနဲ့ဒါမခဲမှုဆိုပေမဲ့ဒီထဲမှာပါဝင်တဲ့ဇက်ကောင်တွေကိုဒီလိုမျိုးပေါ့နော်တိတိကျကျအာကျွန်တော်တို့ဒီမိအောင်ပေါ့နော်ကိုင်တွင်နိုင်ဖို့ဆိုတာတုံနိုင်အောင်ဒရိုက်တင်းတုံနိုင်အောင်တွေ့ကြုံနေမရဘူးပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်သူ တော်တော်လေးဟိုကျွန်တော်တို့အကင်ရွယ်နိုင်တာတွေ့ရတယ်ပြီးတော့အဲတရုပ်ဆောင်တယောက်စီတယောက်စီတိုင်းရဲ့ character ကိုလည်းအဲသူလမ်းကြောင်းခင်းပေးနိုင်တာတွေ့ရတယ်ပေါ့နော်ဆိုတော့ဒါလေးစားမဲ့လူပညာရှင်တယောက်ပဲမြင်ပါတယ်အာဆိုတော့ဟွာပေါ့မြှုပ်လင်းပေးပြီလားဆိုတော့မြှုပ်လင်းချက်ဆိုတာကတော့ကျွန်တော်တို့အနေနဲ့လေဟိုအာကိုကပေးလိုက်တယ်ဆိုပေမဲ့လေကိုကိုတိုင်ရဲ့ စိတ်ခံစားမှုမူတည်ရဲပေါ့နော်အာသူလုပ်ခဲ့တဲ့လုပ်တစ်ခုပေါ်မှာသူဘယ်လောက်ထိစိတ်ကျဉ်တတ်မှုရှိလဲဆိုတဲ့ပုံမှာတော့မူတည်သွားမှာပါအာအဓိကတော့အာပြိသက်ရဲ့ဆန္ဒတွေကဟိုတစ်ထက်တည်းပြနေတဲ့နေ့တည်းကတော့စူးစမ်းနေတည်းရတော့ဒီနေ့တည်းတစ်ချိန်ချိန်မှာတော့ရှိလာမှာပေါ့ဟိုတနေ့မဟုတ်တနေ့တကားမဟုတ်တကားတော့စုံမှာပါကျွန်တော်တို့လည်းအဲ့လိုပဲမြင်ပါတယ်တကားမဟုတ်တကားပေါ့ဟုတ်ရောက်ရရောက်ရရမှာပေါ့ဟုတ်တယ်ဟာဟာဒီအောင်စီယာမွေးရှင်စကားလေးကတော့ကျွန်တော်တို့ဒီကိုတွေပေါ့နော်အဲနောက်တစ်ခုကကြတော့ အာဒီ character တယောက်စီတယောက်စီတိုင်းရဲ့ character လေးကိုလည်းအဲပေါ်လွင်အောင်နောက်ပြီးတော့ဒီရာသမြောက်တဲ့ရုပ်ရှင်ပေါ့နော်အာနောက်ပြီးတော့ပေးခြင်းတဲ့ message လေးကလည်းကျွန်တော်တို့ထီထီမိမိနဲ့တကယ်ကိုအာမြန်မာရုပ်ရှင်ဒါရကားထဲမှာကြည့်လို့ကောင်းတဲ့ location တွေလည်းပါတယ်လို့တခါမှမမြင်ဘူးမတွေ့ဘူးသေးတဲ့နေရာတွေမှာလည်းကျွန်တော်တို့စူးစမ်းပြီးတော့ဒီကားလေးကိုအတက်နိုင်ဆုံးရပ်ကူးထားကြပါတယ်အားလုံး ဒါနှလုံးသားနဲ့ထူးစစ်ပုံပေါ်ထားတဲ့ကားလေးဖြစ်တဲ့အခါကျတော့ရုပ်တင်တဲ့အခါမှာလာရောက် tissue အားပြုလို့တိတ်ခေါ်ပါတယ်